အရကတက်တော်တိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာစစ်ကောင်စီအပါအဝင်မွတ်စလင်လက်နက်ကင်တွေရဲ့နေအိမ်တွေသူတို့နဲ့ဆက်ဆက်သူစီးပွားရေးလုပ်ငန်းရှင်တွေရဲ့အဆောက်အုံ60ထဲမှနေကိုအရကတက်တော်ကရှိတ်ပိတ်ထားတယ်လို့သိရပါတယ်ဒီအမကြီးကစုံစမ်းထားတဲ့အရှိတ်လက်တွေရမောင်တော်ဘူးတိတော်မြအူးမင်းပြတန်တွဲနဲ့ကွာ ဘလဝမြို့နယ်တွေမှာစက်ကောင်စီနဲ့အခြားအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်ဆက်တယ်လို့ဆိုပြီးအာရခပြည်သူအစိုးရကရှိတ်ပိတ်ထိမ့်သိမ့်လိုက်တာဖြစ်တယ်လို့ဒဇခန်နေစီကတရားပါတယ်အဲ့ဒီရှိတ်ပိတ်ဆာမှာဒီအိမ်တို့မဟုတ်ဒီအဆောက်အုံကအာရခပြည်သူတော်လှန်ရေးအစိုးရကိုစောင့်ရင်တဲ့အကြမ်းဖက်အဖွဲ့အစည်းလူပုတ်ကိုယ်တွေနဲ့ပတ်သက်ဆက်ဆက်နေတာကြောင့်အစိုးရပိုင်းအဖွဲ့သိမ့်ဆဲတာဖြစ်တယ်လို့ဆိုထားပါတယ် ဆက်လက်ပြီးတော့ရှိတ်ပွေတန်းတွေကစားပြီးကျူကျော်တာရောင်းဝယ်တာနေထိုင်တာမပြုလို့ရဘူးလို့သတိပေးထားပြီးလိုက်နာမှုမရှိပါကအရေးယူမယ်လို့ပါရှိပါတယ်။မြောက်ဦးမြို့အလဲစေးရောက်ကမှာစစ်ကောင်စီတပ်သားတအုပ်ပိုင်ဆိုင်ခဲ့တဲ့တိုက်အိတ်တလုံးကိုအာရခတပ်တော်ကအခုနဲ့ဇန်နဝါရီလကချိတ်ပေးလိုက်တယ်လို့မြောက်ဦးဒေသခံတအုပ်ကပြောပါတယ်။အဲ့လိုပဲတန်တွဲမြို့မှာလည်းစစ်ကောင်စီနဲ့ဆက်ဆက်တဲ့နေအိမ်300ထဲမှနဲ့ရှိနေတယ်လို့သိရပါတယ်။ ထပ်ပြီးတော့မင်းပြပလောကွားမြွနယ်တွေမှာလည်းအဲ့ဒီလိုရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ခက်ဆက်ဆက်ဒေသခံတွေစီကလက်စားတာမတရားသိမ်းယူတာကရရှိတဲ့အကျိုးအမြတ်တွေနဲ့ဆောက်လုပ်ထားတဲ့နေအိမ်တွေကိုလက်ရှိအစိုးရတရအနေနဲ့ရှိတ်ပိတ်တာဟာသဘောဝါကြတယ်လို့သုံးသပ်နေကြပါတယ်အရကတတော်အနေနဲ့ကတော့မွတ်စလင်လက်နက်ကိုင်တွေကိုပဲဖြစ်ဖြစ်စစ်ကောင်စီလက်နက်ကိုင်အဖွဲ့အစည်းကိုပဲဖြစ်ဖြစ်အကြမ်းဖက်အဖွဲ့အစည်းကိုတတ်မှတ်ထားတာရှိပါတယ် အကျံဖက်အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ဒီပုဂ္ဂိုလ်ကြီးအဖွဲ့အစည်းကြီးသူတို့နဲ့ဆက်နွယ်ပြီးတော့အကျိုးစီးပွားရယူခဲ့တဲ့လူတွေပေါ့အဲဒီလူတွေရဲ့ပိုင်ဆိုင်မှုအိုးအိမ်တိတ်တာအဆောက်အဦတွေကအဆောက်ပေါ့သူတို့အနေနဲ့ချိတ်ပိတ်တဲ့တင်ယူရဲဆိုတော့လုတင်လုထက်တဲ့ကိစ္စလိုပဲအဲကျွန်တော်တို့ပြည်သူတွေကလည်းအမြင်ပါတယ်စစ်ကောင်စီနဲ့ပေါင်းတယ်မွတ်စလင်အကျံဖက်ပြည်စီအနေနဲ့ပေါင်းတယ် အဲသူတို့ကိုနိုင်ကလည်းအစံဖက်အဖွဲ့အစည်းဝင်တွေဖြစ်တယ်ဆိုတော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပေါ့နော်ဒါတနည်းအားဖြင့်ပြောရရင်အဲဒါမတော်မတရားရယူထားတဲ့အာဏာပါဝင်နဲ့ရယူပြီးတော့လုပ်ပိုင်ခွင့်တွေရယူပြီးတော့ဟိုတိရောက်ခဲ့တဲ့အကျိုးစီးပွားတွေဖြစ်ပြန်ဒါတနည်းအားဖြင့်ပြည်သူ့ဘန္နာကိုဟိုလမ်းတစ်ဝက်ကဖြတ်ပြီးတော့ရယူတာဖြစ်တယ်ပေါ့မတရားသဖြင့်ရတဲ့ငွေမဲ့တွေကိုငွေဖြူအဖြစ်အဲ့ဒါတိတ်တာအစအဦးတွေပိုင်ဆိုင်မှုတွေလွတ်တာဖြစ်တယ်။အဲ့ဒါကြောင့်ဒီလိုကိစ္စတွေပြည်သူတယောက်အနေနဲ့ပြောရရင်လည်း အဲဒါဟာမတော်မတရားရောက်ထားတဲ့အခွင့်အရေးတွေဖြစ်တဲ့အတွက်ပြည်သူ့ဘာသာအဖြစ်ပြောင်းတိမ့်တင်တာ ဒါအစိုးရတရားရဲ့လူရဖြစ်တယ်မြန်မာတိုင်းဘူဒီရောက်မြို့မှာလည်းအာစာ RSO စတဲ့မွတ်စလင်လက်နက်ကောင်ဆောင်တွေစက်ကောင်စီနဲ့ဆက်ဆက်ခဲ့တဲ့နေအဆောက်အုံဆယ်ဆောင်ထက်မနည်းဖိတ်ပိတ်ခံရတယ်လို့သိရပါတယ်မောင်တော်မြို့မှာလည်းမွတ်စလင်လက်နက်ကိုင်နဲ့စက်ကောင်စီတို့ပိုင်ဆိုင်ခဲ့တဲ့နေအဆောက်အုံနဲ့ဆက်ဆက်တဲ့အဆောက်အုံပေါင်း60ထက်မနည်းဖိတ်ပိတ်တင်ဆက်ထားတယ်လို့ AA နဲ့နေဆက်သူတွေစီကသိရပါတယ်အရခတ်တတော်ဟာရခိုင်ပြည်တဲကမြို့နယ်၁၄ခုနဲ့ဘလောအမြို့နယ်တွေကိုတင်ပိုက်ထိရှုံထားပြီးလက်ရှိစစ်တွေနဲ့ကြောက်ဖြူကိုထိုးစစ်ဆင်တိုက်ခိုင်းနေပါတယ်ခင်ဗျာ